င်းလေးမှာကိုရိုင်းလွတ်တန်းကြောက်ပန်းဖြစ်နေတဲ့အပေါ်ရင်ဖွင့်လာတဲ့ကိုရှိုင်းပရိသမအလုံးမဲမင်္ဂလာပါရှင်စကိုင်းကရေခဲကြောင်းတယ်လေးကိုရှိုင်းရတော့ကိုစိုင်းအင်းလေးဘက်ကိုရောက်ရှိနေပြီးကိုရှိုင်းကအင်းလေးဒေတာကငလင်ပေးတဲ့ပြည်သူတွေကိုလိုအပ်တာလေးတွေလွတ်တန်းထောက်ပံ့ပေးနေရကိုတွေ့ရပါတယ် ကိုရှိုင်ကအင်းလေးဘက်ကိုမရောက်ရှိချိန်ကဆိုရင်လည်းရန်ကုန်မှာပထမဆုံးအနေနဲ့ရွှေတကုံပြားကိုဖူးမြော်ကရန်ကုန်မှာလည်းလွယ်အပ်တဲ့နေရာလေးတွေမှာလူတန်းပေးခဲ့ပြီးအခုဆိုရင်သူပြောထားခဲ့သလိုအင်းလေးဒေတာဘက်ကငလိပေးတဲ့ပြည်သူတွေကိုလူတန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ ကိုရှိုင်းကအခုလိုလူတန်းထောက်ပံ့ပေးနေတဲ့အပေါ်မှာလည်းအခုလိုပဲပြပြလာခဲ့ပါရယ်။ကိုရှိုင်းကကျွန်တော်ကိုလာလို့တဲ့ပတ်စံကိုပြန်လို့ပေးပြတယ်ဆိုရကအလူရှင်တွေလည်းကုတူရအောင်ကျွန်တော်လည်းကုတူရအောင်လိုအပ်တဲ့နေရာလေးတွေမှာပြန်လို့ဖြစ်တာပေါ့။ကျွန်တော်ကတော့တက်ပြီးတော့လိုအပ်တဲ့နေရာလေးတွေကိုလူတန်းထောက်ပံ့ပေးသွားမှာပါဆိုပြီးကိုရှိုင်းကရင်ဖွဲ့ပြပြလာခဲ့ပါရယ်။ ကိုရှာရောကိုလရှင်မှာဘရာဟီတာလို့တွေမှာသူတက်နိုင်တဲ့ဘက်ကနေလွတ်တန်း၆ပန့်ပေးနေပြီးသူအနေနဲ့လွယ်အပ်တဲ့နေရာလေးတွေကိုချက်ပြီးတော့လွတ်တန်း၆ပန့်ပေးသွားမယ်လို့ဆိုပါရယ်တကယ်တော့ကိုရှာရဲ့ဘွားလေးကတနာစရာကောင်းလာပါရယ်သူကတော့မိဘတွေကဘက်တူဘေဝါဆိုတာကိုတော့တေချာသိခွင့်မရခဲ့ပါဘူးဒီကနေ့မှာတော့ကိုရှိုင်ကသူ့ရဲ့ဘဝအခြေအနေလေးကိုအခုလိုပဲပွပွလေးလေးပြောပြလာခဲ့ပါရယ်စကိုင်းကရေခဲကြောင်တဲ့လေးကိုဆိုင်ကတော့ အခုဆိုရင်ပရာဟိတလူတွေလုကိုင်းနေရင်ဂျပန်မာလေးကိုရှိုင်ကအလွေရဲ့အချက်တွေကိုအပြေဝရရှိလာခဲ့ပြီးဖြစ်ပါတယ်။ကိုရှိုင်ကတော့သူရရှိတဲ့အလှငွေလေးတွေနဲ့ငနေဘေးတဲ့ရွာတွေကိုသူကိုယ်တိုင်တွားရောက်ကလူတန်းချောက်ပန်းပေးနေလျက်ရှိပါတယ်။စကားရရေခဲချောင်းတယ်လေးကိုရှိုင်ကတော့အခုစဉ်သူရရှိခဲ့တဲ့ခုနှစ်ရက်တာသမင်းတွေရဲ့အလှငွေတွေနဲ့ဒီကေခက်ခဲဖြစ်နေတဲ့နေရာတွေစီကိုသူကိုယ်တိုင်ကိုကျေးဦးနဲ့အတူတူတွားရောက်လူတန်းပေးခဲ့ပါတယ်။ကိုရှိုင်ကစကားကငလင်ဘေးတဲ့ ရွာငယ်လေးကိုသူရရှိခဲ့တဲ့အလူငယ်သိန်း40ခန်းကိုလူတန်းပေးခဲ့တာပါကိုရှမ်းရော်ကေဇေးရေးတော်ရောက်မဲ့သူတွေကိုဤကဲချောင်းတွေပေးဝေလူတန်းပေးခဲ့ပါတယ်သူရဲ့မုံမြတ်လာတဲ့စိတ်ထားလေးရလည်းတကယ်ကိုလေးစားစရာပဲဖြစ်ပါတယ်ကိုရှမ်းကရေခဲထုံရောင်းနေရဆယ်နှစ်ရှိပြီဖြစ်ပြီးဒီလုပ်လေးပဲလုပ်ရတာဝတ္တနာပါပဲတော့ပြောချောင်းကိုလည်းဖြစ်ပြလာခဲ့ပါတယ်ကိုရှမ်းရော်ကိုဆယ်ရဲ့သူရရှိခဲ့တဲ့အလူငယ်လေးတွေကိုရေပေးတဲ့ပြည်သူတွေစီကိုနိုင်အားတဲ့ဖက်ကနေပါဝေလူတန်းပေးနေခဲ့ပြီဖြစ်ပြီး ပါဝင်လူတန်ပေးခဲ့ပေဖြစ်ပေအဲ့ဒီပုံမှန်လေးကိုဆိုင်ကိုဗိုက်တွေကအားပေးချက်ခဲ့နေကြပြီးမန်တွေမှလည်းအမျိုးမျိုးစုတောင်းပေးကြပါရယ်။အရင်ဘဝကမကောင်းခဲ့လို့ကျင်ပါရယ်။မင်းစုံဖားစုံနဲ့မနေခဲ့အောင်ဒီဘဝမှာတော့ကောင်းအောင်နေမယ်ဆိုပြီးအမြတ်တွေးခဲ့တာပါ။ဒီကဲကြောင်ရောင်တဲ့အခါမှလည်းအရင်ကလေးကကလေးရည်ဆိုရင်ပတ်ဆက်မပါလဲအလကားပေးတယ်။ငွေ100လေးနဲ့လာဝယ်လေးပေးခဲ့တာပါပဲ။အခုတော့ရန်ကုန်ကိုပထမဆုံးရောက်လာခဲ့တာလေ။ ိမ်မက်မက်ဖူရဲ့ရွှေတကုံဖျားကြီးကိုအခုမှစောက်ဖို့ကြရတော့ကျွန်တော်စုတောင်းချင်တာလေးကိုစုတောင်းခွင့်ရခဲ့ပါတယ်ကျွန်တော်ချမ်းသာချင်တာပေါ့နော်ဒါပေမဲ့ပုံမှန်လေးပဲကျွန်တော်ချမ်းသာချင်တယ်မလို့တက်လို့ဈေးရောက်နေကျွန်တော်အမြဲတမ်းဈေးရောက်တာနဲ့ကုတူအားတခါရေပါပြီးတာလေးလေးတွေပတ်စံမပါရင်လည်းအလကားပေးလိုက်တာပဲတရားပဲရင်ရတာတရားတဲ့နဲ့ကျွန်တော်ဘွားမပြတ်စေတော့အဲ့လိုတွေ့တယ်ရေခဲချောင်းရောင်ရရလေနဘွားကျွေးချိန်မကြာခက်ခက်ကြဲကြဲရောင်ခဲ့ရတာပါ တရားဝင်တရားကျွက်ပတ်ရောက်မှတနေ့လုံးကို2000ဘူးပဲရောင်းရတဲ့နေ့တွေလေးရှိတယ်။ကျွန်တော်ကအတန်းပညာလေးနေပါတော့ဒီလိုပဲအဆင်ပြေပါရယ်။ရေခဲချောင်းကကျွန်တော်ရဲ့ကျေးဇူးရှင်ပါပဲ။ကိုရှမ်းကတော့ခလရှိမှာပရဟိတလို့ဒီမှာသူတတ်နိုင်တဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးနေပြီးသူ့အနေနဲ့လွယ်အပ်တဲ့နေရာလေးတွေကိုချက်ပြီးတော့လူတန်းထောက်ပံ့ပေးသွားမယ်လို့လည်းပြောလာခဲ့ပါရယ်။